ခိရှိပြေလိန်နီအစ်စ်တွေနဲ့ကြားဖြန့်ကြားဖြန့်လူလိန်တွေက အခုဆိုလိန်နီအမျိုးမျိုးလိန်နေကြတာကိုအလိန်ခံရသူအတော်များများကနောက်လူတွေအလိန်မခံရအောင် ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာဗဟုသုတတွေရအောင်ပြောပြနေကြတာတွေအများအပြားတွေ့လာရပါတယ်။လိန်လေမှုဗဟုဌာနနေရာအများစုကို အရှိတောင်အာရှမှာတွေ့ရပြီး ရာဇဝတ်ကိုင်းတွေရဲ့လက်ပတ်လုတ်ကင်လေးရှိပြီး ကြီးမားတဲ့နိုင်လည်မှုအဖွဲ့အစည်းတွေနဲ့လူကုန်ကူးလုပ်ငန်းတွေစုပေါင်းတည်ရှိရာနေရာတွေဖြစ်ပါတယ်။အဲ့ဒီနေရာတွေမှာလောက်ကင်သူတွေဟာနိုင်ငံခြားသားတွေကိုဆွဲဆောင်သွေးဆောင်ကခက်တဲ့ကြုံပြမှုတွေကိုအတင်းအဓမ္မသွတ်သွင်းကြပါတယ်။ဒါရင်မကသေးပါဘူး။လူမှုကွန်ရက်တွေနဲ့ online ချင်းတွေ့တဲ့ application တွေကနေတဆင့်ကမ္ဘာတွင်းမှာရှိတဲ့ internet အသုံးပြုသူတွေကို crypto ငွေကြေးတွေဝယ်ယူဖို့ဒါမှမဟုတ် ငွေသားထုတ်ယူဖို့လိမ့်လေတိုက်တွန်းစီခိုင်းပါတယ်။လူကုန်ကူးခံရသူတွေရဲ့နိုင်ငံကူးလက်မှတ်တွေကိုတင်စီထားပြီးသူတို့လိမ့်လေမှုတွေလုံလောက်စွာမအောင်မြင်ပါကကိုရင်းအင်္ကာတွေထုတ်ယူရောင်းချခြင်းနဲ့ပြည်တစားအဖြစ်အတင်းအာဓမစေခိုင်းခြင်းတို့ချင်းချောက်ခံရပါတယ်။ COVID-19 ကမ္ဘာကပ်ရောဂါအတွင်းကမ္ဘောဒီးယားမြန်မာလာအိုနဲ့အခြားနိုင်ငံတွေမှာလိမ့်လေမှုဂိုင်းစခန်းတွေအဆမတန်တိုးပွားလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မငြိမ်သက်မှုတွေကလည်းအဲ့ဒီလုပ်ငန်းကိုပိုမိုအင်အားကောင်းလာစေဖို့အခွင့်အရေးပေးသလိုဖြစ်ခဲ့ပါတယ်။ကြားဖြတ်စခန်းတွေမှာရှိတဲ့ဝန်ထမ်းတွေဟာလည်း online လူမှုကွန်ရက်နဲ့ချိန်တွေးတဲ့ application တွေမှာပုံစံအမျိုးမျိုးနဲ့အယောင်ဆောင်ဖို့လေ့ကျင့်ပေးခြင်းခံရပါတယ်။အကောင့်တူတွေကိုအသုံးပြုပြီးအနောက်တိုင်းသားတွေနဲ့ယုံကြည်မှုတိစောက်ကအချစ်ရေးလိမ်လည်မှုတွေပြုလုပ်ပြီး ခရစ်ပတိုငွေကြေးတွေဝယ်ယူဖို့တိုက်တွန်းကြပါတယ်အဲ့ဒီလိုလှည့်ပြားလိန်လေတဲ့ cyber ရာဇဝတ်မှုတွေရဲ့ပြစ်မှတ်အများစုကအမေရိကန်နိုင်ငံသားတွေဖြစ်ကြပါတယ်။ဒါပေမဲ့အခုအခါမှာတော့မြန်မာပြည်က online သုံးသူလူအများစုလဲအလိန်ခံရတာတွေများလာပြီးလိန်နည်းတွေကတော့အမျိုးမျိုးပါပဲ။တချို့ကမဲပေါက်တယ်ဆိုပြီးဖုန်းဆက်လိန်နဲ့ fiber link တချို့ကလည်းဘေးဒင်အခမဲ့တွက်ပေးမယ်ဆိုပြီး ဓာတ်ပုံတွေတောင်းအောင်လန်းပညာတွေနဲ့လုပ်မယ်ဆိုပြီးချင်းချောင်းငွေညှစ်မှုတွေ date application တွေကနေချစ်ကြိုက်ပြီးစက်တူအလုပ်လုပ်မယ်ပြောပြီးငွေတွေနှိမ်လည်ခြင်းနဲ့တချို့ application တွေကနေ link တွေပို့ပြီးအဲ့ဒီ link တွေကိုနှိမ်မိတဲ့အခါမိမိရဲ့ဖုန်းကိုအဟက်ခံရပြီးမိမိဖုန်းထဲက KB နဲ့တခြားငွေလွှဲအကောင့်တွေကိုခိုးယူခြင်းတွေကလည်းအများစုနှိမ်လည်ခံနေရကြတယ်လို့သိရပါဗျာ ကြားဖြန့်တွေဟာအခုဆို IT နည်းပညာကအတော်အဆင်မြင့်တဲ့ level တစ်ခုဖြစ်နေတာကိုလည်းတွေ့ရပါတယ်။နောက်ပြီးကြားဖြန့်တွေဟာအခုအလုပ်ခေါ်တဲ့ website တွေကနေနိုင်ခဲ့တာတခုဆိုရင်တန်ကိုရီးယားကចောင်းသားလေးအမှုပါပဲ။ကြားဖြန့်ခိုင်းက Job Korea လို့ website တွေမှာကိုယ်ရေးအကျဉ်းတွေတင်ပြီးအလုပ်ရှာတဲ့လူငယ်တွေကို target ထားပြီးခေါ်တာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှာကွန်ပျူတာကျွမ်းကျင်သူတွေ IT သမားတွေဆိုရင်တော့တဲတဲမဲမဲအမဲလိုက်တယ်လို့ပါပဲတရုတ်ကြားဖြန့်တွေဟာအပူပိုင်းဒေသနိုင်ငံတခြားအတော်ကြီးထွားနေပါတယ်အခုဆိုတရုတ်ကြားဖြန့်တွေဟာကမ္ဘောဒီးယားမှာအခြေစိုက်ပြီးတန်ဂိုရီးယားလူမျိုးတွေကိုပြစ်မှတ်ထားပြီးပြန်ပေးဆွဲနေတာကြာပါပြီဒီကိစ္စတွေကြောင့်ပဲတန်ဂိုရီးယားလေကြောင်းလိုင်းကကမ္ဘောဒီးယားသွားမဲ့ခရီးစဉ်တွေ ခိတခဏယာယီပိတ်သိမ်းထားမယ်လို့တော့သတင်းတွေတွေ့နေရပါတယ်။ဒါကတကယ်ဟုတ်မဟုတ်ဆိုတာတော့မသေချာပါဘူး။ဒါကတော့ကြားဖြန့်ခိုင်းတွေနဲ့ပတ်သက်ပြီးဘ ഹു သူတရားစေခြင်းနဲ့စေတနာနဲ့တင်ပြလိုက်ရပါတယ်။ကြီးရှုနေတဲ့သူတွေထဲမှာလည်းတခြားလိမ်လည်ကြီးတွေအကြောင်းသိရင် ခုံးမက်မှာရေးသွားခဲ့ပြီးပါအောင်နော်။